ရှမ်းပြည်နယ်၊စကိုင်းတိုင်းနဲ့ပဲခူးတိုင်းတဲကနေရာတွေကိုငလျင်တန်းခံနေရတဲ့အချိန်မှာပဲစက်ကောင်စီကလေဆောင်ကနေဘုံးကျက်တိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။စကိုင်းတိုင်းတဲကချောင်းဦးမြို့၊ရှမ်းပြည်နယ်တဲကနောင်ချိုမြို့နယ်၊ပဲခူးတိုင်းတဲကဖြူမြို့နယ်တွေမှာစက်ကောင်စီကငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်။မတ်လ28ရက်နေ့မှာပဲဘုံးကျက်တိုက်ခတ်ခဲ့တာဖြစ်ပါရယ်။အဲကျွန်တော်တို့ဒီပထဝီမြေကြီးပေါ်မှာနေတဲ့လူကတော့ အတားတီတဘာဝဒေတံကိုမလဲမတွေ့ကျွန်တော်တို့ကြောင့်တွေ့ရမယ်ဒါကတော့ကျွန်တော်တို့နားလဲလို့ရနားလဲပြေးလို့ရတယ်ဟုတ်တယ်နော်ဒါမဲ့ဒီအနာတိုက်စစ်တကပုံလာကျဲတဲ့ဟာတော့ဒါလူလုတဲ့ဘေးတံပေါ့လူထုတွေဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုတဘာဝဝေးကြုံတွေ့နေရတဲ့အချိန်မှာအာဒီရည်ရချက်ရှိရှိရလာရောက်ပြခတ်တယ်ပုံကျဲတိုက်ခိုက်တယ်ဇာတိရတဲ့အတွက်တော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ပြီးတော့ဒီစစ်အာဏာရှင် ပြုတ်ကြတဲ့အထိဒါပေါ်ဝင်လာဖို့လဲကျွန်တော်အများအားဆိတ်အဲခံခံမှာမဆုံးဖြစ်ထားပါတယ်စကောင်စီရဲ့လေဆောင်တိုက်ခိုက်ခံခဲ့ရတဲ့ပဲခူးတိုင်းဖြူမြို့နယ်နဲ့စကိုင်းတိုင်းချောင်းဦးဖြစ်စဉ်တွေမှာတော့ထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုအခြေအနေတွေကိုမသိရသေးပေမဲ့ရှမ်းပြည်နယ်နောင်စုံမြို့အတွင်းမှာပြုလုပ်ခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုမှာတော့ ကာကွယ်ရေးရဲဘော်ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့အရှေ့မြောက်ဘက်10ကီလိုမီတာအကွာမှာဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အား9.3ပြင်းအားရှိတဲ့ငလျင်ကြောင်းမန္တလေး၊စကိုင်း၊နေပြည်တော်၊ရှမ်းပြည်နယ်၊ပဲခူးနယ်မကွေးတိုင်းတွေမှာလူသေဆုံးမှုနဲ့အဆောက်အုံပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တာပါ။စကောင်စီကိုယ်တိုင်ကလည်းမတ်လ28ရက်နေ့မှာပဲအဲ့ဒီနေရာ6ခုကိုငလျင်တန်တဲ့ဒေတာအဖြစ်သတ်မှတ်ပြီး အရေးပေါ်ဒေသတွေအဖြစ်ကျင်းညာခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဟာငလျင်တန်တဲ့နေရာတွေကိုတတိယရောက်မကူညီပဲမြေပြင်မှာပုံလိုက်ကျင်းနေတယ်လို့ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။အဲ့ဒီတဲမှာကဲဇယ်ရေးရဟတ်ရင်တွေကိုတဘာဝဘေးမှာမတုံးတဲ့ကိစ္စလဲပါဝင်ပါတယ်။တို့တွေခုမရောက်နိုင်လို့တို့တို့လာတဲ့လာရဲသွားတာလာတာအတွက်သုံးတာပဲတွေ့ရပါတယ်ဒီပြည်သူကသုံးတဲ့ကယ်ဆယ်ရေးရဟတ်ကြီးပါမရှိတော့တကယ်တော့အဲကယ်ဆယ်ရေးရဟတ်ကြီးကောင်းစင်နဲ့ ဥရောပနဲ့ဝယ်ထားတဲ့အဲဒီနေပြီးတော့ဒေါ်လာရင်းစီပြအဲစီဒေါ်လာရင်းနေ့ညနေညပိုင်းမှာပြတဲ့ယူရိုကော်ပရာတို့အဲ125လို့ဆိုတဲ့အမျိုးအစားတွေကဒါကျယ်စေးကောင်းတဲ့နဲ့ဝယ်ထားတဲ့ရဟတ်ရင်အမျိုးအစားတွေပေါ့နော်အဲနိုင်ငံတော်အဲအရောင်းတဲ့ဥရောပနဲ့ EU ဘက်ကလည်းဒါကျယ်စေးအတွက်သုံးဖို့ပဲအတွက်ဆိုတဲ့ကောင်းတဲ့နဲ့အဲသူတို့ရောင်းထားတာဒါပေမဲ့အဲ့ဒီတကယ်သဘာဝဘေးရန်နေဖြစ်တဲ့စီမှာလုံးဝသုံးတာမတွေ့ဘူးဒါမနေ့ကလည်းမသုံးဘူးနေ့လည်းမသုံးဘူးသုံးမယ်နဲ့သူတို့အဲဒီစစ်စင်ကြီးမှာပဲအဓိကသုံးတာတွေ့တာပေါ့နော် စစ်ကောင်စီဟာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်းအမြခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုကယ်ဆယ်ရေးရဟယင်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်ပြီးအာဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲဆိုခဲ့ပူပါရယ်။ငလျင်လှုပ်ခတ်ပြီးတဲ့နောက်အနာသိန်းစစ်ကောင်ဆောင်ကငလျင်တန်တက်တဲ့နေရာတွေကိုတွားရောက်ကြီးရှုတဲ့တပ်ပုံတွေထွက်ပေါ်လာခဲ့ပေမယ့်မြေပြင်မှာတော့အပြက်စီးတွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အကူပစ္စည်းတွေတောင် လုံလောက်မနေဘူးလို့ကိုကြီးကယ်ဆယ်နေသူတွေစီကနေ သိရပါတယ်ဒီအကြမ်းဖက်စစ်ကောင်းဆောင်မဲအွန်လိုင်းနဲ့အပေါင်းပါတွေရဲ့စိတ်ထဲမှာဒီသူတို့ရဲ့အာဏာတည်မြဲရေးတခုတည်းရှိတယ်ဆိုတာကိုဒါပေါ်ပေါ်လွင်ထင်ရှားရှားပြသတယ်ပြည်သူတွေဒီလောက်ဒုက္ခကြီးခံစားနေရတဲ့အချိန်မှာဒီလေကောင်းငင်မော်ရရင်နောက်မှပြန်တက်တယ်ဆိုတာကျွန်တော်မကြားမိဘူးပေါ့နော်ဒါပေမဲ့ပြည်သူတွေကိုဘုံကျဲမဲ့လေရင်တွေကတော့လေရင်ခွင်းတွေကထွက်ပြီးတော့ဘုံသွားကျဲတဲ့အလုပ်ကတော့ ပုံမှန်အတိုင်းဆက်လုပ်နေတဲ့သဘောကိုတွေ့ရတာပေါ့နော်အဲ့တော့ဒါကတော့တော်တော်လေးကိုစစ်ခေါင်းဆောင်ရဲ့စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြတယ်နောက်သူတို့ရဲ့ပင်ကိုစည်ရင်ဖြစ်တဲ့ပြည်သူလူထုပေါ်မှာစေတနာမရှိဘူးသူတို့ရဲ့အာဏာတည်မြဲရေးသာလဲသူတို့အတွက်အဓိကအကြံအစည်ဖြစ်တယ်ဆိုတာကိုဒါထင်ရှားရှားပြလိုက်တာပဲဖြစ်ပါတယ်ဗျ